ဆင်းရဲဆိုပြီးနေပြည်တော်မန္တလေးအဲနေပြည်တော်မန္တလေးကိုတော့ဒီရပိုင်းကိုနေပြည်တော်ကဖိတ်တာသူမသွားနိုင်ဘူးဒီကွက်ရှိလို့ဟုတ်ကဲ့ပါအမှုပညာရှင်ပြေးပြီးတော့ဝင်လမ်းဖိတ်တာဟုတ်ကဲ့မရဘူးလာခဲ့ဆိုပြီးတော့လမ်းဖိတ်တာအာသူရက်ရွှေ့လိုက်တယ် ပါနဲ့ညီမလေးမိလာတန်စီရလည်းတော်တော်ကောင်းကောင်းပဲလေတော်တော်ကောင်းမတော်တယ်တော်တယ်သူကလည်းငယ်ပေမဲ့တော်တော်လေးတော်ပါလေသူနဲ့လည်းလိုက်ခတ်တယ်ပေါ့ကိုနဲ့နှစ်ယောက်စိုးရတာအဆင်ပြေတယ်ပေါ့ကျွန်တော်ပေါ့ဘေးယူမြရတယ်ဘေးယူနေတယ်ဆိုတဲ့နေရာမှာလည်းနောက်ကီးကီးရမှာစာကီးချိန်တော့လေနှစ်ယောက် match ဖြစ်တယ်ပေါ့ match ဖြစ်တယ်ဘယ်လိုမူပါပဲဆင်ပြေပါဟုတ်ကဲ့ဟုတ်ကဲ့ပါကဲကျွန်တော်တော့စီစဉ်သူ3092ပါ ကျွန်တော်ဒီဘက်ကတော့တီးတန့်ရှင်ကိုရဲဖြစ်ပါတယ်ဒီနေ့ကကျွန်တော်တို့14ရက်ကုလပေါ့14ရက်ကုလ95ဒီနေ့မှာတီးတန့်ရှင်ကိုရဲရဲ့အင်ရီရှင်မာလေးဆိုတဲ့ TCV ကိုကျွန်တော်ဒီမီဒီယာများဖိတ်ခေါ်ပြီးတော့ကျွန်တော်သတင်းမီဒီယာအနှံပွဲအစီအစဉ်လေးဖြစ်ပါတယ်ဒီနေ့ဆိုလို့ချင်းကျွန်တော်တို့ဒီအမှုပညာလောကတွေကိုတီးတန့်ရှင်အဆိုတော်တယောက်ချက်ပေါ်လာပြီဆိုတဲ့အကြောင်းလေးကျွန်တော်တို့သတင်းပို့တာဖြစ်ပါတယ် ဟုတ်ကဲ့တချင်းကတော့ဟိုတေးစီကတော့အောင်ကြည့်ပါမိသေးအောင်ကြည့်ရနေပြီးတော့အဲသူ့ရဲ့ခံစားချက်ကြီးကြီးပြီးပြီးတော့ကိုရဲတာလေးဆူပြပါစေခန္ဓာနာကိုဆူပြတာလားသူကဒီ series ထဲမှာကတချင်းငါးပုတ်ပေါ့မီနီအယ်ဘမ်လို့လုပ်ထုတ်ထားတာ ਉਹ တချင်းငါးပုတ်ကအဲကျွန်တော်လူရည်တန်းပေါင်း6000နဲ့အချစ်ဆိုတဲ့တချင်းကဆရာဦးတုခမိန်လိုင်းပေါ့အပြန်ဆိုတေးလေးတစ်ပုတ်ဝယ်ထားတယ် နောက်ဒုတိယတစ်ပုတ်ကစိုးလွင်လင်ရှင်အုပ်စိုးလွင်လင်ရေးခဲ့တဲ့တခြင်းချစ်လို့ဆိုတဲ့တခြင်းလေးအတခြင်းလေးပါမယ်တခြင်းဟောင်းလေးနှစ်ပုတ်ပါတာပေါ့ကျန်တဲ့သုံးပုတ်ကတော့အစ်တေကြီးပဲကျန်တဲ့သုံးပုတ်ကခုနကတိုက်တဲ့တခြင်းလေးယူလိုက်တဲ့အင်ဂျင်ရှင်မာလေးဆိုတဲ့တခြင်းကတီးအောင်ပြေပေါ့သူကလည်းဒီဂီတာမူးတို့ဂီတာမူးဂီတာမူးတယောက်ပါပဲဂီတာမူးဒီဝါသနာပါပြီးတော့သူရဲ့အဲအိုင်ဒီယာနဲ့သူရေးထားတဲ့တခြင်းလေးအစ်တေကြီးဝယ်တော့အဲ့ဒါလေးပြီး choice လုပ်ပြီးတော့ရွေးပြသွားတာပေါ့ ။နောက်တချင်းတပုတ်ကကြတော့ကဘာချားတယ်လို့ကဘာချားတယ်လို့ပေါ့။ကဘာချားတယ်လို့ရဲ့နောက်အချစ်ရည်ဆက်အချစ်ရည်ဆက်ဆိုတဲ့တချင်းလေး။လူကြီးတန်ပေါင်း6000ဆိုတဲ့တချင်းလေးကတော့အဲအရင်တော့ရှေ့မှာလည်းအများကြီးထွက်လာခဲ့တာတွေရှိတာပေါ့။အဲ့ဒီပုံစံလေးနဲ့မတူအောင်ဆိုတော့မေလာတန်စင်နဲ့ဒီမာလီမေလာတန်စင်နဲ့ကိုရဲနဲ့ဇုံတွဲလေးစီစဉ်ထားတယ်။ဒါတီးထားတယ်ပေါ့။ဆိုတော့ခုခုနအချစ်ရည်ဆက်ဆိုတဲ့တခြင်းလေးကြတော့လေပြည်သက်ရှင်ကိုရဲနဲ့ပလဲဖြူစင်ဖွေးနဲ့ စတေးကြီးကတော့မင်းသက်ကဖြစ်တယ်တေးမင်းသက်ကတော့သူကဒီထဲမှာနှစ်ပုတ်ပေါ့ကျွန်တော်တို့ကဘာချသလိုကဘာချသလိုရဲ့ချီရစေချီရစေမင်းသက်ကနှစ်ပုတ်ခုနကအင်္ဂလိပ်ရှင်မာလေးကိုအောင်ပြေးရတပုတ်ပေါ့အတစ်ကအဲ့တမဟုတ်ဘူးဝယ်ယူပြီးတော့ကျွန်တော်တို့ထောက်လုပ်ထားတာဖြစ်ပါတယ်ဟုတ်တဦးနဲ့တို့ရည်ရွယ်ချက်ချင်းခံယူချက်ချင်းမတူဘူးပေါ့လုတ်ဖြစ်တယ်ဆိုတာကလည်းကျွန်တော်ကိုကလည်းစိုးချင်တာပဲတည်တယ်သူကတစ်ချက်ရမ်းဝါဒနာကြီးတာ哦ရမ်းဝါဒနာကြီးတော့ तू ခုမှလောက်ခွင့်ရလို့သူကထလောက်တာဒါတွေကိုကြတော့ဒီဘယ်သူမှမသိနိုင်ဘူးလေပရိသတ်တွေလည်းမသိနိုင်ဘူးဆိုတော့သူ့စိတ်ကူးထဲမှာသူအခုမှဆိုရှင်သိပ်ပေါက်လို့ထဆိုတဲ့အချိန်မှာကျွန်တော်နဲ့တွေ့တော့ကဲမထူဘူးကိုကြီးဒါဆိုလဲစီစဉ်ရမယ်ဆိုပြီးတော့အချင်းငါးပုတ်စီစဉ်ပြီးတော့ဒါအရင်ကြိုထွက်ပေးလိုက်တာပေါ့ကြိုထွက်ပေးလိုက်တာပေါ့ဒီနေ့မီနီအယ်ဘမ်ငါးပုတ်အနေနဲ့ဒီနေ့ဒီနေ့ပဲဒီမှာတေးသရှင်ကိုရဲ့ရည်ကျွချင်တဲ့ရဲ့အစီအစဉ်သူတိန်းစော်ဆန်တကူရည်ကျွချင်တဲ့ရဲ့ မတလီ entertainment youtube channel တုံးကွာနေပြီးတော့အခုဒီသချင်းကိုအခုချက်ချင်း live ကြည့်လို့ရတယ်ရကြည့်လို့ရတယ်ပါဒီနေ့စတင်ဖြတ်ကြည့်နေပါကျွန်တော်ဂီတာမူကိုမြတ်တယ်နဲ့ကွန်ပျူတာဖွင့်နေကျွန်တော်တို့ timing နဲ့နောက်ဂီတာမူရဲ့ timing ပြီးတော့ကျွန်တော်တို့ share ကသချင်းတွေလည်းအများကြီးပြန်နှားထောင်နေနောက်ဒီမူရင်းသချင်းတွေကိုလည်းပြန်နှားထောင်နေဟုတ်နှားထောင်ပြီးမှဂီတာမူကြီးရေကျွန်တော်စီစဉ်သူရေကိုရေရေကျွန်တော်အားလုံးပေါင်းပြီးမှ choice လုပ်ပြီးတော့အကောင်းဆုံး fan တီထားတာပေါ့ဒါကတော့ခုနကလို့ပေါ့ အမားကြိုက်နေတဲ့ချင်းမနေတဲ့ချင်းကတော့လူတူတောင်ချင်းစီရဲ့စိတ်ပေါ်မှာပဲမူတည်တာပေါ့ဟုတ်ကဲ့ဟိုဘလင်းချင်းမဘလင်းချင်းကိုလည်းကျွန်တော်တို့ကတိတ်ပြီးအရာတွေမရှိပါဘူးအကုန်လုံးဘလို response မျိုးပဲလာလာလက်ခံပြီးမှာလက်ခံပြီးမှာလက်ခံပြီးမှာပဲဟုတ်အဲကျွန်တော်စတဲ့ထားတာပေါ့စတဲ့ထားစတဲ့ထားဆိုပရမရှိမှာမူရင်းနေရတော့တယောက်ချင်းစီဆိုထားတာများတယ်အခုဒီပုံမှာတော့ GS ပေါ့ main clean နဲ့ဝီလာတန်နေနဲ့ကိုရဲနဲ့ကို music တွေကိုလည်း ဆန်းသစ်ထားပါတယ်ဟိုပေါ့မူရင်းမပြောင်းဘောဆန်းသစ်တယ်ဆိုတော့ကျွန်တော်တို့ကအကုန်လုံးချိန်ပြတာမဟုတ်ဘူးသူ့ရဲ့ melody တိုင်းပဲကျွန်တော် intro solo တေလောက်ကိုပဲကျွန်တော်တို့လည်း arrange လုပ်ထားတယ်ပေါ့ arrange လုပ်ပြီးမှမိလာတန်စင်းနဲ့ main clip တွေရောက်ကြသည်တည်းလဲအဲ့လိုလေးလုပ်ထားပါတယ်ဟုတ်ချိန်ချင်းတက်မယ်လို့လည်းယုံကြည်ပါတယ်ကိုလည်းအကောင်းဆုံးလို့ choose ထားပါတယ်ကျွန်တော်ကဒီစီးပွားရေးလုပ်ငန်းရှင်ပါလေကျွန်တော်ဘာလုပ်မှန်းလို့ပါဦးရဲ group ကားလုံခိုင်းကျွန်တော်လုပ်တယ်အဲကျင်ကတော့ဝါသနာတော့ငငယ်လေးတွေပါတာပါဒါပေမဲ့ကျွန်တော်ကဝါသနာကိုအရှင်းမတင်ခဲ့စီပွားရေးလို့လို့ကိုယ်တော်ကိုယ်ကျိုးစားခဲ့လိုက်ပါစီပွားရေးလည်းထိုက်တဲ့တော့သူကလည်းဖြစ်သွားပြီလုပ်ငန်းလေးအစီဖြစ်သွားတဲ့ခါကျတော့ကိုယ်လုပ်ချင်တဲ့ဆန္ဒလေးကိုအောင်ရည်ပြီးဖော်ပြတာမှတ်တိုင်လေးတူပေါ့နော်ကျွန်တော်တော့ဟိုကျွန်တော်ဟိုဥစားထဲမှာစိတ်ကူးထဲမှာတော့ကျွန်တော်အရင်ဆုံးရှိသွားရှာနေစီတဲ့ဥစားကိုစိတ်ထဲမှာပြလိုက်တာ ာသနာကိုခြေလှမ်းနေတဲ့စီဝါကိုရှင်းပြတာ။စီဝါချလို့ဒီကအစီအစီရွားတဲ့ခါကြတော့ကျွန်တော်လုတ်ချင်တာလေလုတ်လို့ရမယ်ဒါလို့တွက်လိုက်တာ။ပြီးတက်ချင်းရင်မတင်းတူတဲ့တစ်ချင်းဟာဒီနေ့ရှင်မလေးလေးတော်တော်လေးကောင်းတယ်။ကဘာချလို့တော့ကောင်းပါလေတချင်းလေးတွေကတော့အချင်းကတော့ငါးဖို့ငါးဖို့သလုံးပါပုံစံမတူဘူးပုံစံလေးတွေမတူဘူးငါးဖို့၅မျိုးပေါ့၅မျိုးလေးပေါ့နော်၅မျိုးလေးဖြစ်အောင် arrange လေးလည်းမတူအောင်အဲတေချာလေးစီစစ်ပြီးတော့ဖန်တီးထားတာပေါ့အဲဒီလို ဟိုပြောရရင်တော့ကျွန်တော်တို့ရှေ့မှာလည်းဟိုပါပေါ့ပွဲတွေအများကြီးစီစဉ်ခဲ့ပါတယ်ဆိုရင်တော့လည်းအဲဒီဆယ်ဘုတ်စီးရီးဆယ်ဘုတ်စီးရီးဆိုပြီးလည်းထုတ်ခဲ့တယ်ဒါပေမဲ့ခုနောက်ပိုင်းကျတော့ကျွန်တော်က CDK မဟုတ်တော့ဘူးခစ်ကပြောင်းသွားပြီဆိုတော့ online ခစ်ဖြစ်သွားပြီဖြစ်တော့မပြောသလိုပဲတပုတ်ချင်းစီလည်းသွားလို့ရတာပဲတချို့ကကျတော့ဟိုဝါသနာရမ်းကြည့်ပြီးတော့တတ်နိုင်တဲ့လူပညာသမားတွေရှိတယ်မတတ်နိုင်တဲ့လူပညာသမားတွေရှိတယ်အခုတတ်နိုင်တဲ့လောက်ကလေးလုပ်ပြီးတပုတ်ချင်းစီလွတ်တာလဲကျလို့အဆင်ပြေတယ်ပေါ့ ။အဲ့ YouTube မှာကျတော့လည်းအရင်လိုရင်းနှီးမြှုပ်နှံမှုအများကြီးမလို့တော့တပုတ်ချင်းစီပဲကောင်းကောင်းလေးလုပ်ပြီးတင်ပေးလိုက်ရင်လည်းပေါက်သွားတဲ့လူတွေများရှိတာပဲပေါ့။ဒါပေမဲ့ကျွန်တော်ကကျတော့ဟိုပါပေါ့ဒီမှာလည်းရက်နေမဲ့ဟာမျိုးမဟုတ်ဘူး။ကိုကြီးကလည်းဝါသနာလည်းရမ်းကြည့်တယ်။ကြီးတော့ငါးဖို့စုစုစီစီပြေအောင်ငါးဖို့ဒါတော့6ဖို့9ဖို့ထပ်ဆုံမလို့နေအောင်ကိုငါးဖို့ပဲခဏရမ်းမယ်။ဒီငါးဖို့ကိုတော့ဒီလိုလေးပေါ့ပွဲလေးနဲ့အပ်ပြီးမယ်။ဗီဒီယိုအပ်နှံပေးမယ်ဆိုပြီးတော့ပြီးမှဆက်လုပ်မှာအခု ဒီနေ့ပွဲပြီးမနေ့ပြန်ကျူတီရတယ်တချင်းတွေကတော့ထပ်သွင်းလို့ကအဆင်သင့်ပဲဒါပေမဲ့ဒီငါးပုဂ္ဂိုလ်ပဲအရင်ကဖိတ်ခေါ်ပွဲလေးလုပ်ပြီးတော့အပြောရရင်တော့ဒီနုပညာလောကတွေကိုဆိုတော့တစ်တယောက်ထပ်ပြီးရောက်လာတယ်ဆိုတဲ့အကြောင်းလေးသတင်းပို့တဲ့သဘောပေါ့ဟုတ်ဟုတ်ရှင်ပြာဆိုပြီးနေပြည်တော်မန္တလေးအဲနေပြည်တော်မန္တလေးကိုတော့ဒီရပိုင်းကိုနေပြည်တော်ကဖိတ်တာသူမသွားနိုင်ဘူးဒီဘက်ရှိလို့ဟုတ်ကဲ့ပါအနုပညာကြီးပေးပြီးတော့ကိုလှမ်းဖိတ်တာဟုတ်ကဲ့မရဘူးလာခဲ့ဆိုပြီးတော့လှမ်းဖိတ်တာအာသူရက်ရွှေ့လိုက်တယ်ကြီးထားတဲ့စာသားလေးတွေကလည်း ြောမယ်ကျွန်တော်ရေမချင်းတူတယ်ဗောနော်တီးဆရာရေးထားတာနဲ့ကျွန်တော်ကဒီလိုပေါ့တချင်းလေးတွေသဘောကျတယ်နှစ်ခုတိုက်ဆိုင်မှုလေးဖြစ်သွားတဲ့အခါကျတော့ဒီတချင်းလေးတွေရွှေ့ရှိပြီးဆိုပြဟုတ်တော့မှလည်းညီမလေးမိလာတန်စီကလည်းတော်တော်ကောင်းကောင်းပဲလေတော်တော်ကောင်းမတော်လေတော်တယ်သူကလည်းငယ်ပေမဲ့တော်တော်လေးတော်ပါတယ်သူနဲ့လည်းလိုက်ခတ်တယ်ပေါ့ကိုနဲ့နှစ်ယောက်ဆိုရတာအဆင်ပြေတယ်ပေါ့ကျွန်တော်ပေါ့အပေးယူမြရတယ်ဆိုတဲ့နေရာမှာလည်းနောက်ကီးကီးရမှာစာကီးချိန်တော့လေ လျောက် mass ဖြစ်တယ်ပေါ့ mass ဖြစ်တယ်ဘယ်လိုဒီပါမယ်ဆင်ပြေပါဟုတ်ကဲ့ကလေးလေးကလည်းတော်ပါတယ်ရှည်ရယ်နဲ့ရှည်ရယ်ဟုတ်တယ်စုံတယ်လေးဟုတ်ပါတယ်တဲ့ရွယ်ကတော့အများကြီးกว่าအများကြီးกว่าတယ်ဟုတ်ကဲ့ဟိုအပြင်နဲ့သမီးလောက်ရှိတော့ဒါပေမဲ့ဟုတ်ကဲ့ရှည်အတန်ကြီးတော့အတန်မှာပါပြီးတော့ဟုတ်ပါ swap ဖြစ်တယ်ပို့ပြီးတော့နှုတ်သွားတယ်အတန်အတန်ပို့ပါကျွန်တော်အတန်50ကျော်ပါရင်53နှစ်ရှိသွားပါပြီလုပ်ငန်းကြီးကျွန်တော်မှ manager တွေရှိပါတယ်ကျွန်တော် manager တွေကိုတော့တေချာ management တွေတေချာလုပ်ပြီးတော့ ဘသူကပါဘသူကပါဆိုစီစဉ်တယ်ကျွန်တော်တနေ့ဒါကိုကျွန်တော်ညဘက်ကြာရင်စီစဉ်တယ်မနေ့ morning ကြာရင်လည်းတပည့်တွေကိုစီစဉ်တယ်အဲသူတို့ ਨੇ စီစဉ်ပြီးွားရင်အားလုံးကိုလွတ်ပြီးတော့မှအဲကျွန်တော်အပြင်အလုပ်ထွက်လုပ်တယ်အဲချိုးဆိုရဲချိုးကြည့်တော့လိုင်းကားတွေပဲတွေ့ရတယ်ဟုတ်ကဲ့ဒါပဲမကွေးဆွဲတွေပါတော့ပဲတွေ့ဟုတ်ကဲ့ဒါပေမဲ့ဖျားဘူးကားတွေလည်းဆွဲတယ်ဟုတ်ပါတယ်ဖျားဘူးဟုတ်ကဲ့ဖျားဘူးဂိတ်လည်းကျွန်တော်ဖျားဘူးကဥယေကရုဆိုပြီးဖျားဘူးလုပ်ငန်းလည်း အလုံးနေပါတယ်ပေါ့နော်အခုကျွန်တော်ကားတွေလည်းဖျားဘူးဒိတ်တွေတော်တော်များများအခုဆိုတာပြီးခဲ့တဲ့ဘက်ဆို300အဲ300ဒီခိတ်ကကန်းကားတယ်ဝရန်လိုက်ကန်းကားတယ်အဲ့လိုမျိုးပေါ့ခိတ်တရတော့ကျွန်တော်ရှာကားတွေယူသုံးတာလည်းရှိပါတယ်ဟုတ်ကဲ့ကဲကျွန်တော်တို့ဒီနေ့ဟုတ်ကဲ့ဒီနေ့စပြီးတော့ပြည်သက်ရှင်ကိုရဲ့ Immigration မာလေးစီးရီကိုစီးရီကိုဒီနေ့ Madeli Entertainment YouTube Channel ရဲ့ပြည်သက်ရှင်ကိုရဲ့ YouTube Channel ရဲ့သိန်းစုံ12ခု YouTube Channel ကနေပြီးတော့အခုလက်ရှိ ချက်ချင်းကျွန်တော်တို့တ िश ူခံစားလို့ရပါပြီပိတ်တက်ကြီးများလဲတချဲအစ်စ်ကလေးတွေကိုနားထောင်ပြီးတော့အဲဝီပန် ပိုင်းဖြတ်အားပေးပါအောင်လို့ပြောပါအောင်လို့အဲကြိုကြိုင်းနဲ့နှုတ်ဆက်ပါတယ်ဟုတ်ကဲ့